အချက်လက်ဆိုတာဘာလဲဒီကနေ့ခေတ်မှာကျွန်တော်တို့ဟာနှီးပညာနဲ့အနီးကပ်ဆုံးနေထိုင်ကြရပါတယ်မနေ့မိုးလင်းလို့အိယာက နိုးတာနဲ့စမတ်ဖုန်းကိုယူလိုက်တာဆလို့ညအိယာဝင်တဲ့အထိကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ဟာအချက်လက်တွေတည်တဲ့အချက်လက်တွေနဲ့ပြည့်နေနေပါတယ်အချက်လက်ဆိုတာတကယ်တော့ကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကိုလဲပတ်စီတဲ့အခြေခံအကျဆုံးအုတ်မြစ်တွေပဲဖြစ်ပါတယ်အရှင်းဆုံးပြောရရင်အချက်လက်ဆိုတာစစ်စစ်ထားခြင်းမရှိသေးတဲ့ တီးခြားစီတီးရှိနေတဲ့အမှန်တရားတွေကိန်းကနန်းတွေတင်ကေတာတွေဒါမှမဟုတ်လေလာသွေးရှိချက်တွေပဲဖြစ်ပါတယ်ဥပမာအဖြစ်လမ်းဘေးကအပူချိန်တိုင်းကရိယာမှာ ပြနေတဲ့35ဒီဂရီစင်တီဂရိတ်ဆိုတဲ့ကနန်းတစ်ခုဟာချက်လက်တစ်ခုပါဒါမှမဟုတ်ကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်း9000ကျပ်ဆိုတာလည်းအချက်လက်တစ်ခုပါပဲဒါရီယာတီးခြားတီးရှိနေပြီးချက်ချင်းဆိုလို့အတိတ်ပဲပြည့်စုံတဲ့သုံးသက်ချက်တစ်ခုကိုပေးနိုင်ဖို့ခဲယင်းပါတယ် တနည်းအားဖြင့်သူတို့ဟာဒီတိုင်းပဲတည်ရှိနေတဲ့အရာတွေပါ။အချက်လက်ဆိုတာသူချစ်တတ်သက်ဆိုရင် အတိတ်ပဲမဲ့နေနိုင်ပါတယ်။ဒါပေမဲ့ဒီအချက်လက်တွေကိုစနစ်ကျစုစည်းလိုက်တဲ့အခါပုံစံတစ်ခုနဲ့ချိတ်ဆက်လိုက်တဲ့အခါတင့်လျော်တဲ့ဝန်းကျင်နဲ့ချိန်ညှိလိုက်တဲ့အခါမှာတော့သူကတည်င်းချက်လက်ဖြစ်ကိုပြောင်းလဲသွားပါတယ်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်35ဒီဂရီစင်တီဂရိတ်ဆိုတဲ့အပူချိန်ကို ဒီကနေ့မွန်လွဲ၁၂နိုင်မှာရန်ကုန်မြို့ရဲ့အပူချိန်ဆိုရက်အချိန်နဲ့နေရာဝန်းကျင်နဲ့တွဲဆက်လိုက်တဲ့အခါမှာသူကတင်းအချက်လက်ဖြစ်လာပါတယ်။ဒီတင်းအချက်လက်ကိုကြည့်ပြီးမှသာဒီကနေ့ရန်ကုန်ကပူနေပါလားဆိုတဲ့အတိတ်ပဲကိုနားလည်နိုင်ပါတယ်။ဒီလိုမျိုးအချက်လက်တွေကနေတင်းအချက်လက်တင်းအချက်လက်တွေကနေအသိပညာပြီးတော့ဉာဏ်ပညာအထက်အဆင့်ဆင့်တိုးသက်ပြောင်းလဲသွားတဲ့အစဉ်လာကိုအချက်လက်တင်းအချက်လက်အသိပညာနဲ့ဉာဏ်ပညာပိရမစ်လို့ခေါ်ဆိုကြပါတယ်။ ဒီပိရမစ်ရဲ့အခြေခံအကျဆုံးနဲ့အကျယ်ပြန့်ဆုံးအပိုင်းကတော့အချက်လက်ပဲဖြစ်ပါတယ်။အချက်လက်တွေမရှိရင်တည်င်းအချက်လက်ဆိုတာပေါ်ပေါက်လာမှာမဟုတ်တလို့အသိပညာနဲ့ဉာဏ်ပညာဆိုတာလည်းဖြစ်တည်လာနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အချက်လက်အမျိုးအစားပေါင်းများစွာလည်းရှိနေပါတယ်။ဂိန်းကနန်းတွေ၊တိုင်းနာမှုတွေ၊ရာခိုင်နှုန်းတွေလိုမျိုးတိကျတဲ့ပမာဏကိုကိုစားပြုတဲ့အချက်လက်တွေကိုပမာဏအချက်လက်လို့ခေါ်ဆိုပါတယ်။ဥပမာအဖြစ်ဝယ်ယူမှုအရေအတွက် လူသူရဲ့အသက်ဒါမှမဟုတ်လစာပမာဏတို့ပဲဖြစ်ပါတယ်။ဒီလိုပမာဏအချက်အလက်တွေကိုအဓိကအဖြစ်သင်္ချာနေ့ရစစ်စစ်သုံးသပ်လေ့ရှိကြပါတယ်။နောက်တစ်မျိုးကတော့ရေသွေးကိုဖော်ပြတဲ့အချက်အလက်တွေပါ။ဒါတော့ရေသွေးအချက်အလက်လို့ခေါ်ဆိုပြီးလူသူရဲ့ခံစားချက်၊သုံးစွဲသူရဲ့မှတ်ချက်၊ရုပ်ရှင်တကားရဲ့သုံးသပ်ချက်ဒါမှမဟုတ်အဆောက်အဦတစ်ခုရဲ့အယောင်စတဲ့စကလုံးတွေပေါ်ပြချက်တွေနဲ့ပုံဖော်ထားတာမျိုးဖြစ်ပါတယ် ဒီနေ့ခေတ်မှာအချက်လက်တွေဘယ်အားလာတယ်လဲဆိုတာကိုကြည့်မယ်ဆိုရင်အရင်အမြစ်ကအစုံလင်ပါပဲကျွန်တော်တို့ရဲ့ online လှူဆောင်မှုတိုင်းဟာအချက်လက်တွေထုတ်လုပ်နေတာဖြစ်ပါတယ် Facebook မှာ post တစ်ခုကို like လုပ်တာကုန်ပစ္စည်းတစ်ခုကို online မှာဝယ်ယူတာ Google Map ကိုအသုံးပြုပြီးလမ်းရှာတာ email ပို့တာဓာတ်ပုံရိုက်ပြီးတင်တာဒါတွေအားလုံးဟာ second တိုင်း second တိုင်းအချက်လက်တွေကိုဖန်တီးပေးနေပါတယ်ဒါအပြင်ကင်မရာတွေအာရုံခံကြိယာတွေစက်ရုပ်တွေ ဈေးရုံကစက်ပစ္စည်းတွေစတဲ့ electronic ကိရိယာတွေအားလုံးကလည်းအချိန်နဲ့မျှအချက်လက်တွေကိုအဆက်မပြတ်ထုတ်လုပ်နေပါတယ်။ဒီလိုအချက်လက်ပမာဏအများပြားကိုစုစည်းပြီး big data လို့လည်းခေါ်ကြပါတယ်။စီးပွားရေးလောကမှာဆိုရင်အချက်လက်တွေဟာကုမ္ပဏီတွေအတွက်အဖိုးမဖြတ်နိုင်တဲ့ယာတနာတွေပါ။ဘာကြောင့်လဲဆိုတော့အချက်လက်တွေကိုစနစ်ကျခွဲခြမ်းစိတ်ဖြာခြင်းအဖြစ်လုံးဆွဲသူတွေရဲ့အကြိုက်ကိုသိရှိနိုင်တယ်။ဘလို့ကုန်ပစ္စည်းမျိုးလိုအပ်နေလဲ ဘယ်အချိန်မှဝယ်ယူနိုင်လဲဆိုတဲ့ခက်မှန်ချက်တွေလှုပ်ဆောင်နိုင်တယ်။ဒီလိုမှန်ကန်တဲ့ခက်မှန်ချက်တွေကြောင့်ပဲကုမ္ပဏီတွေဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးစီးပွားရေးမှာအောင်မြင်မှုကိုရယူနိုင်ကြတာဖြစ်ပါတယ်။သိပ္ပံပညာနယ်ပယ်မှာဆိုရင်လည်းအချက်လက်ဟာအခြေခံကြပါတယ်။ယောဂါရှာဖွေကုသရမှာပဲဖြစ်ဖြစ်၊ရာသီဥတုခက်မှန်ရမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်စัจ java ရာကိုလေ့လာရမှာပဲဖြစ်ဖြစ်အချက်လက်စုဆောင်းမှုနဲ့ခွဲခြမ်းစိတ်ဖြာမှုတွေဟာမပါဝင်ပဲရှေ့ဆက်သွားလို့မရပါဘူး။ အထူးသဖြင့်ဒီနေ့ခေတ်မှာခေတ်စားလာတဲ့ဉာဏ်ရည်သူနည်းပညာတွေဟာဆိုရင်လဲအချက်လက်ပေါ်မှာလုံးဝမီခိုနေရတာဖြစ်ပါတယ်။ AI စနစ်တွေဟာအချက်လက်ပေါင်းမြောက်များစွာကိုစားသုံးပြီးမှသာ သင်ယူနိုင်ပြီးလူသားတွေလိုမျိုးစဉ်စားသွေးခေါ်နိုင်တဲ့အဆင့်ကိုရောက်ရှိလာတာဖြစ်ပါတယ်။နေ့ကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တည်င်းအချက်လက်ဆိုတာကျွန်တော်ရဲ့ပတ်ဝန်းကျင်ကိုပုံဖော်ပေးနေတဲ့အသေးငယ်ဆုံးအစိတ်ပိုင်းလေးတွေဖြစ်ပါတယ်။၎င်းတို့ဟာပုံစံ၊ဂိန်းကနန်း၊စာလုံး အတန်စတဲ့ပုံစံအမျိုးမျိုးနဲ့တည်ရှိနေပြီး၎င်းတို့ကိုစွစီစီစီခွဲချမ်းစိတ်ဖြာတဲ့အခါမှာကျွန်တော်တို့ကိုမန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ပုံမနားလည်နိုင်ဖို့နဲ့ပုံမကောင်းမှုနဲ့အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်အကူအညီပေးနေပါတယ်။ဒါကြောင့်အချက်လက်တွေရဲ့တန်ဖိုးနဲ့အရေးပါမှုကိုနားလည်ထားဖို့ပြီးတော့သူတို့ကိုတာဝန်ယူမှုရှိရှိအသုံးပြုတတ်ဖို့ဟာဒီခေတ်တည်ဒီဂျစ်တယ်ကဘာမှာအရေးကြီးဆုံးစွမ်းရည်တစ်ခုဖြစ်လာတယ်ဆိုတော့ပြောကြရင်အဆုံးသက်လိုက်ပါတယ် ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်ကြိုးရှိလိုက်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။နောက်နေ့တွေမှာပြန်ဆောင်ကြပါမယ်။